ယောက်ျားလေးတွေအတွက် sexy and masculine vibe ကိုပေးနိုင်ပြီးဆွဲဆောင်မှုရှိအောင်သာမကအမဲရောင်ကိုအဓိကထားတုံးထားတဲ့ fashion တစ်ခုရှိတယ်အဲ့ဒါကတော့ star point fashion look ပဲဖြစ်ပါတယ်။အရင်ဆုံး star point ဆိုတာဘာလဲပြောပြပေးခြင်းပါတယ်။ Starboy can refer to a successful or famous young man, a rock star like celebrity, or in some contexts, a womanizer. ပါတာပြန်ရရင်တော့ Starboy ဆိုတာကအောင်မြင်ကြော်ကြားတဲ့လူငယ်တူ Rock Star ကဲလို့နာမည်ကြီးတူဒါမှမဟုတ်လေတခါတလေကျရင်မိမလိုက်စားတဲ့သူစသဖြင့်ဆိုလိုတာပဲဖြစ်ပါတယ် Starboy Fashion ဆိုတာကအတူတူပြောရရင် Minimalist လည်းဖြစ်တယ်လို့ Premium Luxury Vibe ကိုလည်းပေးနိုင်ပြီးတော့ Rock Star or Celebrity Look ကို ဖော်ပြပေးနိုင်တဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။သူကအဝေစားအများကြီးမလုပ်ပဲနဲ့အဓိကကကိုသုံးလိုက်တဲ့အဝေစားတွေကအရည်သွေးကောင်းပြီးတည်တဲ့နေဖို့ကပိုပြီးတော့အရေးကြီးပါတယ်။အဲဒါဆိုရင် Star Wine ဆိုတာဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကြည့်ကြရအောင်။ Starbine ဆိုတဲ့စကားလုံးကအဆိုတော့ The Weeknd ရဲ့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Starbine Album ကနေစတင်ပြီးတော့ကြေကြေပြင်းပြင်းလူသိများလာခဲ့ကြတာဖြစ်ပါတယ်။ဒီ version မှာ The Weeknd ရဲ့လွှမ်းမိုးမှုတွေလည်းပါဝင်နေပါတယ်။အဲ Starbine Album Tracking ကသူ့ရဲ့ fashion ကပိုပြီး grunge ဆန်ပြီးတော့ရှုပ်ထွေးခဲ့ပါတယ်။ဒါပေမဲ့ Starbine Album Trap ရဲ့နောက်မှာသူ့ပုံစံက clean and sleek ပုံစံဖြစ်လာခဲ့ရတဲ့အမြ Starbine ဆိုတာပုံမှုလူသိများလာခဲ့ရပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ star wine ဆိုတာပါလဲတည်လောက်ပြီးထင်ပါတယ်အတိကက pro draft outfit ideas တွေပြီးကျင်တာဆိုတော့ရန်ရှိရှိဝေးဝေးပြောမနေတော့ဘဲねဒီ star wine fashion အတွက်အကောင်းဆုံး outfit တွေကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားပါမယ် first of it ကတော့ classic starwine look ပဲဖြစ်ပါတယ်။အပေါ်မှာ black t-shirt ဒါမှမဟုတ် black turtle neck ကိုရွေးဖို့အကြံပေးပါတယ်။ပြီးရင်အပေါ်ကနေ black leather jacket ဒါမှမဟုတ် black bomber jacket တွေကို layering လုပ်ဝတ်ဆင်လို့ရပါတယ်။အောက်မှာတော့ကုစိတ်တိုင်း black trouser ဒါမှမဟုတ် black jeans စသဖြင့်ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ပြီးရင်ဖနက်ကတော့ starwine look နဲ့ alike ပဲဆုံးဖြစ်တဲ့ chelsea boots ဒါမှမဟုတ် black sneaker တွေကအကောင်းဆုံးပဲဖြစ်ပါတယ်။ကိုက ြီးထပ်ပြခြင်းတော့ silver chain necklace ငွေရောင်ဆွဲကြိုတွေ၊နာရီတွေ၊မျက်မှန်တွေစသဖြင့်ထပ်ပြလို့ရပါတယ်။ second outfit ကတော့ stirwise cautious look ပဲဖြစ်ပါတယ်အပေါ်မှာတာမန်ယူယူ black t-shirt t-shirt အမဲလေးတစ်ထည်ကိုအောက်က baggy trousers or jeans နဲ့တွဲဖက်ဝတ်စင်ပူချန်ပေးပါတယ်ပြီးရင်နှက်ကတော့ loafers ဒါမှမဟုတ် black sneakers တွေက အကောင်းဆုံးပဲဖြစ်ပါတယ် accessories အနေနဲ့ကိုက change white ring Spark ကပတ်နဲ့ Black Hat အုတ်ထုအမယောင်တွေပါ ဆောင်းလိုက်လို့ရပါတယ် that outfit ကတော့ students turbine look ပဲဖြစ်ပါတယ်။ဘာလို့ students လို့ပြောလဲဆိုရင်ဒီပုံစံကတာမန်တင်းတဲ့ကျောင်းတက်နေတဲ့သူတွေအတွက်ဝီလိုအစဉ်ပြေဆုံးပဲဖြစ်ပါတယ်။အရင်ဆုံးအပေါ်မှာ 5ပွန်တွင်တောင်းရှက်ကိုဝစ်စီခြင်းပါတယ်ပြီးရင် Apple ကနေ Black Leather Jacket ကို၄ရင်းလုံးဝတ်ဖို့ကြံပေးပါတယ်။ပေါင်မီကတော့ကိုစိတ်ကြိုက် Black Trousers or Jeans စသဖြင့် Reject ဝစ်စင်လို့ရပါတယ်။ဖနက်ကတော့ Air Force 1 or Chelsea Boot စသဖြင့် Reject လို့ရပါတယ်။ပြီးရင် Neck Tie အမဲလေးနဲ့ Accessory Sleeve အသစ်ပြလိုက်ရင်တော့တကယ်ကို Mighty Look ကိုရရှိပြီဖြစ်ပါတယ်။ full outfit ကတော့အခုလိုအေးရရာဒီလိုတွေအတွက်အကောင်းဆုံး outfit တစ်မျိုးပဲဖြစ်ပါတယ်အရင်ဆုံးအထက်မှာ white t-shirt ခံပြီးတော့ပေါ်ကနေ of this we shared တဲ့ဒါမှမဟုတ်ပူရီမဲရောက်တဲ့ဟိုအောက်က cargo pants or jeans နဲ့တွဲဖက်ဝတ်စင်လို့ရပါတယ်ဖဏကတော့ Nike Air Force 1 or Converse Oster စသဖြင့်ပြီးချက်ဝတ်စင်နိုင်ပါတယ်နောက်ခုမြောက်ကတော့ Rockstar 5ပဲဖြစ်ပါတယ်အရင်ဆုံး graphic tee အဖြူသို့မဟုတ်မဲရောင်ကိုခံပြီးတော့အပေါ်ကနေအမဲရောင် leather jacket ကိုထပ်ဝတ်စေခြင်းပါတယ်အောက်မှာတော့ this red denim jeans အပြည့်လေးပြပါတယ် jeans တွေဒါမှ ဟုတ် flat jeans တွေကို retail ကိုဆင်လို့ရပါတယ်ဖနက်ကတော့ compared boots တောင်ဟုတ် high top leather sneakers တွေကအကောင်းဆုံးပဲဖြစ်ပါတယ်နောက်ဆုံး outfit ကတော့ edgy look ပဲဖြစ်ပါတယ်အရင်ဆုံးအဖြူရောင် tank top လေးတစ်ထည်ဒါမှဟုတ် white t-shirt ကိုခံပြီးတော့အပေါ်ကနေ denim jacket လေးတစ်ထည်ကို layer လုပ်ပြီးဝတ်ဖို့အကြံပေးပါတယ်ပေါင်မီကတော့ denim jeans တို့မဟုတ် trousers တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ဖနက်ကတော့ Nike Air Force 1 ဒါမှမဟုတ် Chelsea boots စတွေကပို့ပြီးတော့လိုက်ဖက်ပါတယ်။ကဲဒါဆိုရင်တော့ Starbright look ဆိုတာဘာလဲနဲ့ blue wish ဆင်ရမလဲဆိုတာသိသွားမယ်လို့ထင်ပါတယ်။ Starbright look ဆိုတာ monochrome look အယောင်သူဝိစင်နာများပြီးတော့ကျွန်တော်ပြောတာတွေတိမကပဲနဲ့ကို့မှာရှိတဲ့အဝတ်အစားတွေနဲ့ထပ်ပြီးပေါင်းဆက်ဖန်တီးပြီးတော့ဝိစင်ဖို့ကြံပေးပါရယ်ကိုကဘလူဝိစားဘလူပုံစံဘလူဖက်ရှင်တွေပဲဝတ်ဝတ်အတိအကကတော့ကုကုကိုယုံကြည်မှုရှိရှိနဲ့ဝတ်ဖို့ကိုတိုက်တွန်းခြင်းပါရယ်အဲဒါဆိုရင်ဗီဒီယိုလေးကိုကြိုက်ရဆိုရင်တော့ like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးရင် subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရယ်နောက်ထပ်အတိအတ်တော့ဖက်ရှင်ကြောင်းရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် 아는 거 지금 아이템 말이에요.